ွေးကတော့ပြီးတော့လေဝဲစင်းနဲ့ရှုံးတယ်ဒီတရားကြွမှလေကဲမကောင်းလို့ပဲပြောရမလားကိုတင်ကစားသမားတွေဗယံမတာလွတ်တယ်လို့ပြောရမလားပုပလင်းလင်းပြောလို့ကြည့်ကဲကိုပုံချလို့တော့မပြောဘူးပေါ့ဗျာကိုတင်ကပထမပိုင်းရောဒုတိယပိုင်းရောကောင်းနေတဲ့အချိန်တွေကမှအဲ့ဒီဖြစ်တဲ့ဘောတလုံးရတာကိုတလုံးပြန်ပေးလိုက်ရတယ်အဲ့ဒီတကူကလေးဝင်တော့တယ်အိုနန္နာရဲ့ ဆင်မပြေတဲ့ကိုဖဲမှုကြောင့်လို့ကျွန်တော်တို့ပြောရမလားမသိဘူးဆိုရဆာသမားတွေကျွန်တော်တို့ဒီမဆောင်နေတဲ့အစ်နေနဲ့ကိုရေးအိုထရက်ပေါ်မှာဘူဘန်တဲကို1စီဆိုတဲ့89လေးမှာတွင်ကိုတကိုကြောင်းဒုတိယအကြော2ကြော့စလုံးကျွန်တော်တို့ရှုံးခဲ့တယ်ဆိုတော့ဝေးပြီးသူသေးချက်အနေနဲ့ပေါ့ဗျာတဖက်တစ်ဘလို့ချီးခဲ့တယ်လေကိုရေးနေတဲ့အစ်ကစားသမားတွေဘလို့ချီးခဲ့တယ်လေဆိုတော့ကျွန်တော်တို့ဝေးအချင်းတွေပေါ်မူတူပြီးကျွန်တော်ဆွေးနွေးကြအောင်စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါ ယူနိုက်တက်အသင်းဘောကတော့တကင်းကိုဒီပရီးမီးယားလိမ်းမှာပြီးဆုံးသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ကိုအသင်းကအခုလက်ရှိအဲ30နဲ့3ပဲကစားတဲ့နေရာတစ်ခုမှာ30ချင်းပဲရတယ်။ဘူပိုင်တဲကစစ်15မှာရမယ်30ချင်းပဲနဲ့ကျွန်တော်အနေနဲ့အသင်းကစစ်14မှာရမယ်30ချင်းပဲနဲ့ဆိုတော့ကိုကွာချချင်းနဲ့ကျွန်တော်14မှာချိနေတာ။အဒီနေ့ပွဲစဉ်ကအသင်းဘက်ကပွေးထုတ်လာတဲ့နေရာမှာလည်းမဆိုးဘူး။ ကစားကြီးတွေပထမဘဝရောဒုတိယဘဝရောမစိုးခဲ့ဘူးလို့ကျွန်တော်ပြောလို့ရတယ်သူတော်ညလေးစာသမားတို့ရေကျော်တို့အတင်းကကံကိုပုံချလို့တော့ဘေးရမလဲဗျာဘာလို့ဆိုလက်ချီကိုရီအတိတ်ကစားသမားတွေဒုတိယပိုင်းမှာဆိုရင်အပြောင်းလဲအများကြီးကျွန်တော်လုတ်ခဲ့တာပဲဒါပေမဲ့လို့အဲ့ဒီ89မိနစ်မှာပေးလဲရတဲ့တကိုးချောင်းသူရှုံးခဲ့တယ်အအတင်းအတွေ့ကတော့ရှက်စရာကောင်းလေလို့ကျွန်တော်ကပြောချင်တယ်ဘာလို့ဆိုတော့ပထမ အကျော်မှာဆိုရင်ဥပိုင်းတည်းအင်္ဂွမှာတူးစီနဲ့ကျွန်တော်ချုံခဲ့နေအဲ့ဒီပွဲစီမှာလဲဟိုဘောလုံးပိုက်ဆံမှုဂိုးပေါက်ကဲတဲ့မှုဂိုးပေါက်တဲ့မှုတွေကိုရီတင်းဘက်ကတာစီရခဲ့တယ်အခုဒီနေ့ပွဲစီမှာဆိုရင်လည်းပဲကျွန်တော်တို့အတာစီရတယ်လို့ပြောရမှာပေါ့ဗျာဆိုတော့ပထမအမှုဒီဥပိုင်းတည်းကိုကြောက်လို့ချင်ဥပိုင်းတည်းကသူတို့ဒီတဲစီစုံနားကိုကဲ့နေတဲ့အနေနဲ့ဒီခုမှ15ကိုရောက်တော့ခဲ့ပြီပေါ့ဗျာသူတို့တင်းဘက်ကအဲ ဒီနေ့မှာတော့ United အသင်းထဲဆိုင်လုပ်ပြနိုင်တဲ့အပိုင်းတွေတိတ်မရှိခဲ့ဘူးတိုးတော်ညာလဲအော်တစ်ချက်တစ်ချက်အတန်ပြန်တိုက်စစ်တွေပြီးလို့ချင်းချင်းချောင်းမှုတွေအတန်ပြန်ဖိအားတွေကျွန်တော်လုခဲ့တယ်ခုနေတဲ့အသင်းဘက်ကပေါ့ဗျာဒီနေ့အနေထားမှာဆိုရင်ဝှေ့ထုတ်လာတဲ့လူစင်းကကျွန်တော်တို့ထင်ထားတာနဲ့ပိုပြီးတော့အလေးပြောင်းတစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့လို့ကျွန်တော်တို့ကစားသမားအသင်းနှစ်ယောက်လိုပဲပြောလို့ရမှာဘာဖြစ်ဆိုတော့ကျွန်တော်တို့ပွေးထုတ်နေတာတခုမှအန်ရီအိုနာနာအသွင်ပြူခဲ့တဲ့နောက်တဲဆက်တဲ့ပဲ၃ရောက်မှကျွန်တော်တို့ဖက်ဒရယ်စင် ဒီကစားသမားကျွန်တော်တို့ဗေနောက်ခံမှာတွန်းပြခဲ့တယ်ပြီးလို့ချင်းကျွန်တော်တို့ဗီတာလီတွေလောမာဇာရာဝီဆိုပြီးတော့ကျွန်တော်နောက်တဲဆန်တဲ့ပဲတွန်းရောက်တွန်းပြခဲ့တယ်တရောက်လောက်ပြီးကျွန်တော်တို့အလေးပြောင်းလုပ်ခဲ့တာကျွန်တော်ကွင်းလေးလေးရောက်မှဆိုရင်လေထိုးလေးလကောင်းပါပဲဟရီယာမဲကျွန်တော်ပက်ထရစ်ဒူကိုနေရာမှာကစားတယ်ပက်ထရစ်ဒူကညာဒီကိုဒါလို့နေရာမှာကစားပြီးတော့ ဥဂါဒေခရစ်တီအေရီဆင်ဆိုပြီးတော့ကျွန်တော်ကွင်းလေးလေးရောက်ဒီလိုမျိုးအသုံးပြုခဲ့တယ်။နှစ်ဘက်တဲနှစ်ယောက်ကကျွန်တော်ဂါနာယူနဲ့ဒီကိုယူမိုင်းလူပေါ့ဗျာ။အမေရိကန်ပြောလို့ရှိဂါနာယူကအဲ့ဒီဘေးဘက်အချင်းမှာကစားတာဒီနေ့အဆင်မပြေဘူး။တိုးတော်ညာလေသူစီကဖန်တီးပေးမှုတွေ။ပွိုင်လန်တို့လူဆောင်ဝင်လာတဲ့မေဆန်မော်တို့စောက်သုံးမကြောက်လို့ကျွန်တော်ကိုးရမှုမရှိခဲ့တာ။ဆိုတော့အထောင်ပါတော့ကျွန်တော်ပွိုင်လန်ပေါ့ဗျာ။ပထမပိုင်းကျွန်တော်ဒီလိုမျိုးပွေးထုတ်ခဲ့တယ်။ ိုးနေတဲ့အသင်းအနေနဲ့ပထမပိုင်းအချင်းတွေကိုကြားလို့ကြည့်စီစီနဲ့ပွေးပြီးဆုံးခဲ့တယ်။သူတို့အသင်းဘက်ကဘောလုံးပိုင်ဆိုင်မှာ30ချီရခိုင်လို့ရတယ်။ကျွန်တော်ယူနေတဲ့အသင်းက6ဆင့်နဲ့ရခိုင်လို့ရတယ်။ဂိုးပေါင်းကဲသွင်းမှာကျွန်တော်တို့က3ချီရှိခဲ့တယ်။တစ်ဖက်အသင်းက2ချီပေါ့ဗျာ။ဂိုးပေါင်းတင်မှုကကျွန်တော်တို့2ချီရှိခဲ့တယ်။သူတို့အသင်းက2ချီမှမရှိခဲ့ဘူး။ပထမပိုင်းမှာဆိုကျွန်တော်အသင်းဘက်ကပိုလို့တော့ကောင်းတယ်လို့ပြောရတယ်။ဘာဖြစ်ဆိုတော့နောက်တဲမှာကျွန်တော်လူငယ်ကစားသမားလေးဖြစ်တဲ့ Federal Dwayne Cedro ဆိုရင်လေတကယ့်ကိုကျွန်တော်ဒီခေစီပိုင်းမှာ ကောင်းမွန်သူဖြစ်ခဲ့တယ်ပြုလို့ကြည့်ဟယ်ရီယာမဲဆိုရင်လေဘေဘက်အဆွဲမှာဆိုရင်ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ကစားသမားအများစုကပေါ့ဗျာကျွန်တော်တို့ပထမပိုင်းနေထက်မှမဆိုးပါဘူးဆိုတော့နှစ်ဖက်အသင်းကတော့ပေါ့ဗျာကစားပုံအေးစင်းနဲ့ကစားခဲ့တယ်ဒါပေမဲ့လို့ဥပါတဲ့အသင်းအနေနဲ့မက်ဆာနဲ့တဲ့အသင်းကိုထိုးပေါမှုတွေဟိုလုတ်ကေးပိုင်းတွေကျွန်တော်ရှိခဲ့တယ်ဆိုတော့အသင်း နောက်တဲမှာမာဇာရာဝီကျွန်တော်ညာဖက်အစွမ်းကားဆိုရင်ဒီနေ့ညဲ့တယ်လို့ပြောလို့ရတယ်ပြီးလို့ချင်းတိုက်စစ်ကစားသမား Richwell Point လဲဒီကစားသမားအနေနဲ့ဇီဂီစီမပါဝင်တဲ့အနေအထားတစ်ခုမှာသူ့ကိုအားကိုအားထားပြုရမလားဆိုတော့ညာလေအထောက်မှာအဆင်မပြေခဲ့ဘူးကျွန်တော်ဒီဂါနာရှိုးတို့ဖန်တီးမှုလုပ်ခဲ့တယ်ပြီးလို့ချင်းကျွန်တော် Christy Erickson တို့ Ugadero Patrick တို့ကိုဆိုရင်လဲညာတောက်ပင်ကနေကွင်းလေကဖန်တီးမှုတွေလုပ်ခဲ့တာပဲ point လဲကိုတိုင်ကနေအသုံးမကျလို့ကျွန်တော်ပထမပိုင်းဒီကစားပုံ AA season နဲ့ပြီးဆုံးတော့ခဲ့တာပေါ့ဗျာဂိုးမရှိသေးရင်ဒါပေမဲ့လို့ကျွန်တော်အချင်းနေကောင်းခဲ့တယ်ဆိုတော့လူငယ်ကစားသမားလေးဖြစ်တဲ့ကျွန်တော် dressing အနေနဲ့ဟိုအသင်းအတွက်ခင်စစ်မှာမစိုးဘူးလို့ပြောလို့ရတယ်မိနစ်20လောက်မှဆိုရင်ကျွန်တော်ဒီအခွင့်အရေးတစ်ခုမှမရှိခဲ့ဘူးဒါပေမဲ့လို့ကျွန်တော်26မိနစ်မှာဆိုရင်အသင်းဘက်ကတောက်ကန်ပေါ်တယ်အမြင်ပေါ်တယ်ပြီးလို့ချင်းအခွင့်အရေးတွေရှိလာတယ် ဒီလိုမျိုးအခွင့်ရှိလာတဲ့နေရာတခုမှာတစ်ဖက်ဥပါတဲ့အသေးအနေနဲ့ဖြစ်ထုံးမှုတွေနောက်တန်းကနေခြေထုံးမှုတွေလုပ်တဲ့အတွက်ကျွန်တော်တို့ဖြစ်တယ်ပေါ့ခဏခဏရတယ်ပြင်းတယ်ပေါ့ခဏခဏရသည်ဆိုတော့ညာလေကိုအသေးအနေနဲ့ကိုသိမှုတွေမရှိဘူးဆိုတော့ကျွန်တော်အသေးအနေနဲ့ပေါ့ဗျာဒီနေ့ပွေးစီမှာတဲပြဿနာမကြုံရတဲ့ကစားသမားတွေရှိကြလို့ကန်ကောင်းနေလို့ကျွန်တော်တို့ပြောလို့ရတယ်စဉ်းစားကြည့်လေကျွန်တော်တို့ပထမပိုင်းအနေထားမှဆိုရင်အဓိကကစားသမားတွေဖြစ်တဲ့ Patrick Du Coro ပြီးလို့ချင်း ဘူဂါဒီတို့ကျွန်တော်အသုံးပြုခဲ့တယ်။ကူမီမိုင်တို့အသုံးပြုခဲ့တယ်၊ကာနာချိုတို့အသုံးပြုခဲ့တယ်။ဒီကစားသမားတွေကအင်ဂျူရီပြဿနာမကြုံခဲ့လို့ကျွန်တော်ကံကောင်းတဲ့စားသမားတွေခြုံခဲ့တာကတော့ပြဿနာမရှိတော့ဘူး။ဘာဖြစ်ဆိုတော့အသင်းအနေနဲ့ပရီးမီးယားလိမ်းမှာပြီးဆုံးသွားခဲ့ပြီ။တဲမစင်းယွန်ကလွေပြီးတော့ကျွန်တော်အဆင့်16ဖြစ်မလားအဆင့်19ဖြစ်မလားအဆင့်14ဆင့်9နဲ့ပရီးမီးယားလိမ်းရာသီသိမ်းမလားဆိုတာပဲကျွန်တော်ကြည့်ရမှာ။ဆိုတော့အသင်းဘက်ကပေါ့ဗျာ ။တဲ့နေတယ်များဒီနေ့ပွေးစီမှာဆိုရင်လူကြီးလူငယ်ဖြစ်တဲ့အသုံးပြုခဲ့သည်ဆိုတော့ညာလဲအဓိကကစားသမားတွေပါဝင်ခဲ့တာပဲခရစ်စတင်အေရစ်စင်တို့ဟုတ်တယ်မလားကျွန်တော်တို့ဒီဥဂါဒေတို့ရက်ရှမက်ဝိုင်လေတို့ဂါနာယူတို့ကူဗီမိုင်းတို့မာဇရာဝီတို့ဒီကစားသမားတွေကကျွန်တော်ပွေးထွက်လူစင်းမှာအသုံးပြုတဲ့ပလေယာတွေဒါပေမဲ့လို့ကျွန်တော်တို့ကအဆင်မပြေခဲ့ဘူးနောက်ပိုင်းမှာပေါ့ဗျာဒီပထမပိုင်းပွေးပြီးကနေမှဆိုကျွန်တော်အခွင့်အရေးတွေရတယ် တစ်ဖက်တည်းကဖြစ်တော်မှုတွေတအားကျန်းတဲ့တွေဆိုတော့ဝေါ်ကက်တွေပါတယ်ကျွန်တော်တို့ထီပြီးတော့ပထမပိုင်းပြီးဆုံးတော့ရတယ်ဂိုမရှိတည်အသင်းအနေနဲ့ပေါ့ဗျာဒုတိယပိုင်းမှာဆိုရင်ဒီနေ့ညံ့နေလို့ကြောရမလို့မသိဘူးဘာဖြစ်ဆိုတော့တစ်ဖက်အသင်းကလည်းဒီပထမအကြောမှာသူတို့က2စီးနဲ့နိုင်တာတွေအခုကိုရီးယားယူနိုက်တက်အသင်းအိမ်ခွေးမှာ89မိနစ်မှာအဲ့ပြည့်တယ်ပေါ့တလုံးတော့အဲ့ကျွန်တော်တော့ချိန်ပါတယ်ဒီကိုတော့ဝင်မယ်ဆိုတာ အန်ရီအိုနာနာရဲ့အသုံးမကျတာလေပါရီစာသမားတို့တဖက်ကစားသမားကအဲ့ဒီတောင်းကိုကဲတာတီးတီးကြီးနဲ့ဖဲတာနောက်ကျတော့တယ်ဆိုတော့အဆင်မပြေဘူးကျွန်တော်ဒုတိယပတ်အနေနဲ့တခုကြည့်ရလို့ချင်းဝမ်းစီရဲ့ကျွန်တော်ပွေးပွေးဆုံးခဲ့တာပေါ့ဗျာယူနိုက်တက်အသင်းကဘောလုံးပိုင်စုံရှောက်စီရခံလို့ရတယ်တဖက်အသင်းက၄စီရခံလို့ရခဲ့တယ်ဂိုးပေါက်ကဲတဲ့မှာကျွန်တော်တို့၁၂ဂျင်းလောက်ရှိခဲ့တယ်တဖက်အသင်းက၄ဂျင်းပဲရှိခဲ့တယ်ကိုပေါ့တင်မှုကျွန်တော်တို့က2ချိန်သူတို့က2ချိန်2ချိန်မှာသူတို့2ချိန်ဝင်တယ် ိုးဝင်နေဆိုတော့အသင်းဘက်ကတဝင်းလုံးလုံးကဟိုဘက်ကဲတင်မှု၁၂ကြိမ်ကျော်ရှိတယ်အဲ့ဒါကိုအခွင့်အရေးတွေကတုံးမချနိုင်ဘူးကျွန်တော်စောစောကပြောသလိုပါပဲဂါနာရှိုတို့ဗီတာဝဲကနေဖန်တီးပေးမှုတကိကိုးတင်တင်ချာစင်မဲ့အပိုင်ခွေးတွေကိုအိယာထေကနေချပေးတာဒါပေမဲ့လို့မေဆယ်မောင်ဒီကောင်ကမိဒန်ယာပတ္တနာနဲ့မင်းသားလို့ဖို့ပဲရတယ်ရုပ်ရှုံးရင်ကလွေပြီးတော့ဒီကောင်ကိုမသွင်းတဲ့ဘူး လက်ဂူဘောက်ကိုဗျာလက်ကြည်တဲ့ဂူဘောက်ကိုသူမသွေးနိုင်ဘူးဖြစ်နေတောင်ရောက်လိုက်မြောင်ရောက်လို့ဖြစ်သွားတယ်မင်းမင်းကြီးခုနစ်စောရှစ်စီလောက်မှာဒီလောက်အခွင့်ရရတာမင်းဂူမသွေးနိုင်ဘူးလို့လုံးမလို့ဖာနေတဲ့ဆိုဒီမှာလဲတကယ်အရေးကြီးတဲ့အနေထားတစ်ခုမှဆိုရင်ဒီကောင်ကအဆင်မပြေဘူးဆိုတော့ကျွန်တော်ကညာဒီနေ့မှဆိုရင်ဩကိုကစားသမားတွေကအပြစ်မပြောချင်ဘူးဟိုမဆိုးဘူးကျွန်တော်ဒီနေ့ကစားခဲ့တာဒါပေမဲ့အခွင့်အရေးတွေရတဲ့အနေထားတစ်ခုမှာ ခွင်းတွေကိုဖန်မတီးနိုင်ဘူးကျွန်တော်ဒီနေ့ပွဲစီမှာကံကောင်းလို့ကစားသမားတွေတဲ့ပြဿနာမကြုံရတဲ့အပိုင်းတွေရှိကြလို့ဆိုတော့ဒူရီယာမဲကျွန်တော်တို့ပွေးစားပြီဆိုတာနဲ့ကိုသေးပဲကိုရဖို့ပြန်ပြားပေးပြီးတော့တိုက်စစ်စီတာကျွန်တော်ရှိခဲ့တယ်ဒါပေမဲ့လို့တစ်ဖက်အသင်းကလည်းချင်းချောင်မျိုးတဲပဲတိုက်စစ်တဲ့တဲပဲပြားတွေနဲ့တကယ့်ကိုသူတို့ဘက်ကလည်းလုံဆောင်နိုင်ခဲ့တာပေါ့ဗျာဆိုတော့ဒီနေ့ရင်းမှာကွာခြားမှုတွေကအဲ့လိုတိမရှိပါဘူးဒါပေမဲ့လို့ကိုကစားသမားတွေဘက်ကတော့ လူကြီးတော်ဖြစ်တဲ့နေရာမှာအားနည်းမှုတွေရှိတယ်။အသေးဘက်ကကျွန်တော်တို့50ချင်းမိနစ်မှာလူစားပြောင်းလဲမှုလုပ်တယ်။မိုင်းနှင်းကိုထောက်တယ်၊မေဆန်မော့ဝင်လာတယ်၊ပက်ထရစ်ဒူကိုထုတ်ပြီးတော့ဒါလုံးဝင်လာတယ်၊ဟူဂါတေးကိုထုတ်ပြီးတော့ကျွန်တော်ဖန်နေတဲ့ဝင်လာတယ်။အဲလူစားပြောင်းလဲမှု3ယောက်လောက်အထိအလေပြောင်းလုပ်ခဲ့တယ်။ဒါကကိုအသေး5ယောက်ဖို့တူတည်ပြီးတော့အလေပြောင်းလုပ်ခဲ့တာ။ဆိုတော့66မိနစ်ရောက်မှလည်း quality line ကိုထုတ်ပြီးတော့ချီတူအပူမှာဝင်လာတယ်။စာသမားတို့ရဲ့ကျွန်တော်ဒီလိုမျိုးသွားနေတဲ့အနေအထားတစ်ခုမှာဗျာအဲ့ဒီ area ဇင်နာမှာပေးလိုက်ရတာ မလူသားတိုင်းကပဲလုံးလုံးဘလို့ပဲလုံးလုံးအဲ့ဒီတောင်းကိုကန်ထိပ်လိုက်တာအိုနာနာကလည်းတော့တကူဆိုင်တကူပေးရတာဒီကောင်ကဆိုတော့ကျွန်တော်လာမင်းနေရတဲ့အကြောင်းရှိမှာတော့ဘုသမအပိုင်းကိုမဖြစ်ဖြစ်အောင်ကျွန်တော်အကြောင်းလေးလုပ်ရမှာဒီကစားသမားအနေနဲ့ကျွန်တော်တပွေးကောင်းတပွေးမကောင်းဘာလို့မှလဲယူပါလဲစီမီပိုင်နေမှာဘီဘောအတင်းနဲ့ပွေးစီမှာမင်းအဲ့လိုမျိုးလုံးလို့မရဘူးအဝေးကွင်းဖြစ်တဲ့အတွက်အရေးကြီးတယ် ဆိုတော့ခုနစက်ခုနမိမှာကျွန်တော်တကူပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာအချင်းကို6မိနစ်ပြီးရင်လည်းကျွန်တော်တို့ကချုံးတော့တာပဲဘာဖြစ်ဆိုတော့မီနီ60တောင်မသွင်းနိုင်တဲ့အကောင်တွေကနေ6မိနစ်ပြီးရင်ဘာလုံးမှာလဲဟုတ်တယ်မနာပြီးခဲ့တဲ့ယူဘာလဲ quarter final လိုင်းရင်အသင်းနဲ့ပွေးစီမှာလည်းနောက်ကျောက်ကိုနေကျွန်တော်နောက်တစ်ဆင့်တက်ရောက်တော့ခဲ့တာအသင်းဘက်ကချင်းချင်းပြောလို့ချင်းတိုက်စစ်ပိုင်းမှာဆိုရင်အခွေရတဲ့ပုံစံလေးမှာလည်းအသုံးမချနိုင်ဘူး ကျွန်တော်စေကီစင်းနဲ့ဖိုင်လဲဖိုင်လဲကလုံးဝအဆင်မပြေတော့ဘူးဒီကောင်ကအာကိုလို့အပေါ်ပဲဘာဖြစ်ဆိုတော့ကျွန်တော်အတင်းကအေးအေးစစ်စစ်နဲ့ဝမ်းစည်းနဲ့ဖြစ်ဖြစ်နိုင်ခဲ့ရမှာအတင်းကပေါ့ဗျာအချက်တရားတွေကမရှိတော့ဘူးဒီကောင်တွေကဘယ်လိုလုပ်မလဲကျွန်တော်တို့ပရီးမီးယားလိမ်မှာတော့ကျွန်တော်ဗီဒီယိုဆောင်းမှာပြောသလိုပါပဲ အစစ်စစ်ခုနှစ်မှာရက်တင်မလား၁၆မှာရက်တင်မလားသူတို့မဟုတ်၁၄၁၅မှာရက်တင်မလားဒါကိုပဲကြည့်ရမှာတန်းကတော့မစင်းတော့ဘူးပေါ့ဆရာသမားတို့ရဲ့ဒါမျိုးလို့ကျွန်တော်ဂုတ်သိန်းကအပိုင်းအရာဆိုရင်တော့တကိ့ကိုချက်စရာကောင်းရင်တကိ့ရုပ်ပြည့်စည်ဖြစ်တယ်ပထမအကြောမလေးကျွန်တော်တူးစင်းနဲ့ချုံတူပိုင်းနဲ့အသင်းကတရားဒီမှာတကိ့ကိုစုပ်ပြည့်တဲ့နေတာတကိ့ကိုတိုင်ပဲနေတာအဲ့လိုစုပ်ပြည့်တဲ့တိုင်ပဲနေတဲ့အသင်းထဲပို့ပြီးတော့ကိုယ်တွေဖက်က တတိကိုရုပ်ပြည့်စင်မဖြစ်နေတာဗျာဆိုတော့ကျွန်တော်ကဘလို့ပဲအခွေးတွေရရကိုဘောက်ကန်တမှုဘလောက်ပဲရရဟုတ်တယ်မလားကိုဘောက်ဖန်တီးမှုတွေဘလို့ပဲရရဘောလုံးပိုက်ဆိုင်မှုတွေဘလောက်ပဲအတားကြီးရရအဲတိုက်စစ်ပိုင်းမှာလိုအပ်တဲ့ဂိုးတွေအခွေးတွေကိုအသုံးမချနိုင်တည်ရကတော့မြင်ရမင်းတရ20ဘောလုံးပိုက်ဆိုင်မှု900ဖြစ်ဖြစ်1000ဖြစ်ဖြစ်ရသည်ဆိုတော့ညာလေတကူဆိုရင်တကူနဲ့ရှုံးတာပဲအခုဒီနေ့ပွေးစီဆိုရင်လေအေးစစ်စစ်နဲ့ကိုတွေကဝဲစီလောက်နဲ့နိုင်ခဲ့ရမှာ ပထမပိုင်းမှာလည်းကောင်းတယ်ဗျာဟုတ်တယ်မလားဒုတိယပိုင်းမှာလည်းကောင်းတယ်ကိုပေါင်းကဲတင်မှုလို့ဆိုရင်လေကျွန်တော်17ကျင်း73ကျင်းဖြစ်ထားတာဒါပေမဲ့လို့တစ်ဖက်အတင်ကအဲ့လိုတကူးဝင်တဲ့အနေနဲ့တကူးမှာသူတို့ကခင်စင်းနဲ့ကစားတယ်ကျွန်တော်မေဆောင်နေတဲ့တည်းကတိုက်စစ်ကိုဥတည်ပြီးတော့ကစားတယ်ဒါပေမဲ့လို့ပွေးပြီးဆိုရင်ဝဲစီချုံခဲ့တယ်ကျွန်တော်ဒီနေ့ပွေးစီမှာဆိုရင်လူငယ်ကစားသမားလေးတွေမြင်တွေ့ခဲ့ရတယ်ချီတို့ဥပမာတို့ဆိုရင်လည်းအထောင်မှာကျွန်တော်ဥဆောင်ပြီးတော့ကစားခဲ့တယ် နောက်ပိုင်းမီနီတွေမှာပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်စီကီစင်းနဲ့ဒီလေးကိုကျွန်တော်တို့ဒီပွေးကျင်းစင်မှာကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့လာမယ့်ဒီယူပါလိုက်စီမီပိုင်နေပြပါဝင်နဲ့ပွေးစင်မှာအဲစီကီစင်းအနေနဲ့ပါဝင်လာဖို့ကျွန်တော်ညွန်လေးနေစာဒီမှာတို့ဘာဖြစ်လို့ရရှိမဲဝိုင်လဲတဲ့ပြဿနာကြုံနေရပြီးတော့စီကီစင်းအချင်းနေကောင်းရင်ကျွန်တော်ဝဲတာရမှာစီကီစင်းအနေနဲ့ကျွန်တော်နောက်ပိုင်းအနေနဲ့တခုဒီမှာဆိုရင်စီကီစီတာဒီနေ့ပွေးစီမှာပါဝင်လာလို့ရှိရင်လည်းမင်းကိုရတယ်။ဘာလို့ဆိုတော့ဂါနာရွှေကတပုံးပုံး ချပေးထားတာအမားတချို့တော့ရှိခဲ့တယ်ပေါ့ဗျာဗီတာလန်တို့တော့ဆိုရင်လေဒီနေ့နောက်တဲမှာဆိုရင်အဲ့လောက်ထိမဆိုးခဲ့ဘူးဆိုတော့ကစားသမားတွေအကုန်လုံးကပေါ့ဗျာအစင်ပြေနေရှိခဲ့တဲ့ပုံစံသွားနေပေမဲ့လို့နောက်ဆုံးတော့ကျွန်တော်ပေးလိုက်ရတာပဲတုံးမဲ့ပေးလိုက်ရတာဆိုတော့ဒီဝူပါရင်တင်တဲ့ကိုရီနဲ့တဲ့အတင်ကအမဲတူတယ်ဂူကွာကြာချင်းနဲ့ကျွန်တော်ဆက်လေးမှာရောက်နေတယ်ဆိုတော့စာသမားတို့ရဲ့ကိုတင်ရဲ့အချိန်ကဘလို့မှမကောင်းပါဘူးပြင်းပြလိုက်မှာ ကျွန်တော်တို့အသင်းအနေနဲ့ဒီကိစ္စတွေ့ကြရလို့ချင်းဒီနေ့ကအာကိုတင်ကစားသမားတွေကိုအပြစ်မပြောပေးနဲ့အေးအေးဆေးဆေးနဲ့ဖြစ်နေရမှာကျွန်တော်တို့ပရိသတ်တွေအဖို့ကတော့ဒီနေ့ပရီးမီးယားလိဂ်ဒီနေ့ပွေးစဉ်ကို LOD pressure မထားဘူးကျွန်တော်ကမင်းချုံရည်လေးချုံမစေးတေးကြလေးကြပါစေပေါ့ဗျာနိုင်ရည်လေးနိုင်ပေါ့ဒီလိုပဲကျွန်တော်တွေးထားခဲ့တာဒါပေမဲ့စာသမားတို့အဲ့ဒီ89မိနစ်မှာ ပေးလိုက်ရတဲ့တကူကြောင်မခင်ရှိမခင်သာဖြစ်တာစဉ်းစားကြည့်လေဒီလောက်အဲ့ဒီတောင်းကိုဝင်ဖို့တည်ရတာနဲ့အိုနာနာကနောက်ကျပြီးတော့တိုင်းထိုးတယ်လေဘေးရမလဲဝင်တော့ဆိုတော့နကြောပေါင်းကြော်တော့၃ကိုချုံတာပေါ့ဗျာပထမကြောမှာဆိုရင်ဒူးစီနဲ့ချုံနေသူတို့ရဲ့အင်ခွေးမှာအခုဒုတိယကြောကျွန်တော်တို့ရဲ့ Old Trafford မေဆာနဲ့တဲ့အတင်းရဲ့အင်ခွေးမှာပိတ်သက်9000ကြော်ရှိတဲ့ မျက်နှာကိုမှမထောက်ဘူးပေါ့ဗျာဒီကောင်တွေကကျွန်တော်တို့ဝဲစင်းနဲ့ချုံပေးလိုက်ရပြီးတော့အစစ်စစ်လေးမှာပဲဒူရင်ကဒူရင်တိုင်းပဲမပြောင်းလဲခြင်းများစွာနဲ့ကိုရီယူနိုက်တက်အသင်းကအစစ်စစ်လေးမှာရက်တင်နေဆိုတော့ဒီပွင့်နဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြလဲစာသမားတို့အဲကျွန်တော်ပြောတာထက်ကိုဘေကစားသမားတွေကဘယ်လောက်ထိရုပ်ပြည့်စင်းနေဖြစ်ပြီးတော့ဘယ်လောက်တော့စစ်တီတုံးခဲ့တယ်လဲဆိုတာညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကျွန်တော်တို့လာမယ့်နေ့တွေမှာဆိုရင်လေအတင်းဘက်ကဒီပြင်ဆင်မှုအပိုင်းတွေဘယ်လိုလုပ်မလဲ ပြီးလို့ချင်းကိုရီအသင်းနေနဲ့နောက်ထပ်ဒီယူပါလိမ့်မှာဆိုရင်ဒီကစားသမားတွေကပါဝင်လာမလို့ဆိုတော့ကျွန်တော်စောင့်ချက်မှာပေါ့ဗျာဆိုတော့စာသမားတို့ဒီကနေ့ဗီဒီယိုလေးကတော့မဲဆောင်နေတဲ့အသင်းနေနဲ့ကိုရီအိုထရပ်မှာပြင်းပြလေးပွေးစီ3စေး3ကိုကစားခဲ့တဲ့9နိုင်ခွဲမှာကိုရီပြိသက်ရဲ့ရှေ့မှာဆိုရင်ဝဲစီနဲ့89မိနစ်မှာဥပါရတဲ့ရဲ့အပြစ်တင်ပေါ်ကနေတစင်တွင်းလိုက်ရတဲ့ကိုကြောင့်ကျွန်တော်အချုံပေးပြီးတော့ပရီးမီးယားလိအဆစ်စလေးမှာပဲရည်တည်ခဲ့တယ်ဆိုတော့ ဒီကလေးအမြင်လေးတွေဆွေးနွေးပေးကြပါဘောဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတယောက်ချီတိုက်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာညီကိုတို့နဲ့အတူတူပြန်ဆုံမြရစေဗီဒီယိုတိုင်းကိုလည်းကြည့်ရှုအားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အသေးသေးတော့မေးပွဲများကိုလည်းကျွန်တော်ဒီနေရာကနေထည့်ပြီးတော့ခိတ်ခေါ်ပါတယ် like and subscribe လေးတွေမလိုတော့သေး like and subscribe လေးတွေနဲ့ notification ခေါင်းလောင်းလေးကိုတည်တိုက်ပြီးတော့ united အသင်းနဲ့ပတ်သက်တဲ့များသတင်းတွေကိုမလေးနဲ့ကြည့်ရှုအားပေးနိုင်ပါတယ်ကြောင့်ပြောကြရင် video le wasung tele bare anu be sei chain da ku chain ma bi ai ya pisu nai ja ba ji anu be chi su mya ji ma ni